ြန်မာနေဖြစ်တဲ့ဒေါ်လာစန်းတရနေကိုတတ်မှတ်လိုက်တာအဲ့လိုနဲ့စာဆိုတော်နေပေါ်ပေါက်လာတယ်ပေါ့ဗျာအဲ့တော့စာဆိုတော်နေဆိုတော့ပေါ်လောက်လာပြီဆိုတော့အမျိုးမျိုးအနေနဲ့မြန်မာနိုင်ငံအမျိုးအနေနဲ့ဘာလုပ်လဲပြဿနာတွေကမယ်အော်ဘရာတွေကမယ်ပရိသာကာဝဲတွေလုပ်မယ်ကြာပန်းစကားပြောပွဲတွေစကေလူဝဲတွေလုပ်မယ်စာပေပြိုင်ပွဲတွေလုပ်မယ်စာတင်ကြောင်းတွေမှာလုပ်မယ်ရက်သေးရွာထဲမှာစာပေဟောပြောပွဲလုပ်မယ်အဲ့တော့နရော်လာစန်းတည့်ရနေရနေနရော်လာတစ်ခုလုံးက စာပေဟောပြောပွဲပဲလုပ်ခြင်းသလားပြဇတ်ပဲကကြင်သလားအော်ဗရာတွေကြပန်းစကားပြောစကားရေလူပွဲတွေလုပ်ခြင်းလားလုပ်လို့ရပါတယ်အဲ့တော့စာဆိုတော်နေ့နဲ့တူဝိဇယပြဇတ်ဆိုတာနာမည်ကြီးတယ်ဒါနိုင်ငံကြီးနည်းနည်းဆန်တယ်မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့အင်္ဂလိပ်ဆိုရဦးတချိန်က1939ကနေ48တိ စာရေးဆရာအသင်းကြီးကအင်္ဂလိပ်အစိုးရကိုမထိတတိကလိတီတီနဲ့ကလိရတာဝီဇီယာပြဆက်နောက်ဆလီဥပုံညာနေလို့တတ်မှတ်တဲ့အတွက်ဥပုံညာရဲ့ရည်တယ်ပြဆက်တခြားသောပြဆက်တွေလည်းရှိတယ်ဒါကတော့နေချက်စံကြီးအမျိုးသားလူမျိုးရေးအတွက်မထိတတိကလိတီတီနဲ့စာရေးဆရာတွေကိုယ်တိုင်ဝင်ရောက်တည်ဥဆောင်1950နဒေါ်လာစံတရက်နေ့ကနေစစ်ဆိုးရအသီးသီးရဲ့လက်အောက်မှာ ဘလိုပင်ကြောက်ကြောက်မြန်မာနိုင်ငံဆိုင်းအေးဆရာတွေကပြားဆရာတွေကလောင်ရှင်အသီးသီးရပရိသာကာပွဲတွေပြတ်ဆက်တွေစကေလူပွဲတွေကြာပန်းစကားပြောပွဲစပေးဟောပြောပွဲတွေမှာတက်တက်ကြွကြွနိုးကြာတက်ကြွစားနဲ့စပေးအသီးတရားတွေခင်းစနစ်ကိုတယောတာတွေခင်းစနစ်ကိုထောက်ပြတာတွေလုပ်ခဲ့ကြတယ်တမိုင်းတောင်ဝန်ကြေပြွန်ခဲ့ကြတယ်အဲ့တော့ဆရာကြီးတခင်ကိုတော်မိုင်းလို့ခေါ်တဲ့ဆရာကြီးဦးလွန်းတို့လို့ပုံကူမျိုးတွေ ဆရာကြီးမင်းသူဝန်ဆရာကြီးဇော်ကြီးဗမော်တန်အောင်တို့လိုပုံကူမျိုးတွေနောက်တကုံတာတို့လိုပုံကူမျိုးတွေနိုင်ငံပြုစာဆိုအစ်စ်စာဆိုတော်ကြီးတွေရဲ့တမိုင်းအမွေခံကောင်းတွေကိုအခုမျက်မှောက်ခက်လူငယ်လူရွယ်တွေကနေစာပဲရေးရေးကြပြာပဲရေးရေးတေးသချင်းတွေပဲရေးရေး ကိုမျက်မှောက်ပြုနေတဲ့ဥတီကြည့်ရှုနေတဲ့ကိုကိုတိုင်းလဲရင်ဆိုင် ဖြတ်တန်းနေရတဲ့ခေရယ်စနစ်ရယ်လူရယ်ဒီလူဒီခေဒီစနစ်ကိုချစ်ချစ်မချစ်ချစ်မချစ်တချစ်ပဲဖြစ်ဖြစ်ကလောင်နေသွေးရကြပါခွန်အားတွေစိုက်ထုတ်ကြပါ ကိုတက်ထားတဲ့အရေးသားအရေးအဖွဲ့အတတ်ပညာတွေနဲ့ကိုပခုံးပေါ်တင်ပေးလိုက်တဲ့ခေတ္တမိုင်းကိုမရိုင်းစေအောင်ခေတ္တမိုင်းကိုမှမိုင်းစေအောင်ခေတ္တမိုင်းကိုအပြိုင်ပြိုင်အပြိုင်ပြိုင်နဲ့ပြည်သူ့ရင်ပတ်တဲထွေပြစ်သွင်းနိုင်တဲ့ဇကလုံးတွေတေသချင်းစာသားတွေကြပြအဖွဲ့နဲ့တွေနဲ့ ကို့ပခုံးပေါ်ကြောက်လာတဲ့တမိုင်းတာဝန်တွေကိုလက်စကန်ကြည်ပြုံပေးကြပါလို့အလေးနဲ့မြစ်တာရက်ခံတိုက်တွန်းရင်းနဲ့ဒီနေ့ကြောက်တဲ့85နှစ်မြောက်စေတုစာဆိုတော်နေ့တနည်းအားဖြင့်မြန်မာနိုင်ငံစာရေးဆရာများမင်းမာဒီလူဒီခေဒီစနစ်ကို မျက်နှာမူပါတဲ့တဲ့ရှုပါပြီးတော့အားထုတ်ပြီးရေးသားပါ ရေးဖွဲ့ပါကလောင်စွမ်းပြကြပါ အလေးနဲ့မြတ်တာရက်ခံကြတာပါ